်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ထိန်းချုပ်ထားသောဘူစေ105မိတ်မှထွက်လာသော ကုံကားမှန်သများကိုဖမ်းဆီးရန်စစ်တပ်ထိန်းချုပ်မှုမရှိသည့်နေဆက်ကုံသွေးရိတ်ခိမ်းများတွင်ညီသည့်ကုံသွေးရိတ်မှအလုတ်ခွင့်မရရေဒါစီရန်စေယုံကညွန်ကြားချက်ထုတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းတွင် AAMNDAA နှင့် DNL တို့ပါဝင်သောမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ထိန်းချုပ်ထားသောမူဆယ်တရား၅မိမှထွက်လာသောကုံကားမှန်သမျှကိုဟန်စီယန်၏အဆိုပါနေဆက်ကုံသွေးရေးခိတ်မှဤသည့်ကုံသွေးရေးမှလှုံ့ဆော်ခြင်းမပြုရင်တာစီဆောင်ရွက်ရန်စစ်တပ်ကအထူးညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှသိရပါသည်ရှိခုနိုဝင်ဘာလလယ်ပိုင်းမှာစတင်ပြီးမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ထိန်းချုပ်ထားသောမူဆယ်တရား၅မိုင်ကုံသွဲရေးဆောင်အတွင်မှပြည်တွင်သို့တရုတ်ကုန်ပစ္စည်းများတင်ဆောင်လာသောကုန်ကားမှန်သမျှကိုလမ်းပိုင်းအလုံးတွင် မဖြစ်မနေတာစီဖန်စီဆောင်ရွက်ရန်ညွှန်ကြားချက်တရထုတ်ပြန်လာကြောင်းသိရပါတယ်။တမတော်ရဲ့ထိန်းချုပ်မှုမရှိတဲ့နိုင်ငံတော်ကိုအခွန်မဆောင်တဲ့ကုန်သွယ်ရေးဂိတ်တွေအလုံးကတရားမဝင်ကုန်သွယ်ရေးအဖြစ်သတ်မှတ်တယ်။တရားမဝင်ကုန်သွယ်ရေးဂိတ်တွေကနေကုန်သွယ်တဲ့ကုန်ကားတွေရောပုံသေးတွေရောအကုန်လုံးကိုထိတိယောက်ယောက်တာစီအရေးယူဖို့ညွှန်ကြားချက်ထပ်ထုတ်ပါတယ်။အဓိကကုန်ကားတွေလွတ်နေလို့ညွှန်ကြားချက်ထပ်ထုတ်တဲ့သဘောတရားမဝင်ကုန်သွယ်ရေးကြောင့် ဒီနယ်ဇက်ကိုအခြေပြုပြီးနိုင်ငံတော်ကိုစန့်ကျင်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဗန္နာအင်အားတောင်းတင်ပြီးတမတော်ကိုစန့်ကျင်တိုက်ခိုက်နေတာအဲဒါကြောင့်မြောက်ပိုင်းမဟာမိတ်တွေထိန်းချုပ်တဲ့105မိုင်ကုန်သွယ်ရေးဆောင်ကလာတဲ့ကုန်ကားတွေနဲ့အဲဒီကုန်သွယ်ရေးဆောင်ကိုသွားတဲ့ကုန်ကားတွေမှန်သမျှတားဆီးပြီးထိတိယောက်ယောက်အရေးယူပုံကုန်သွယ်တွေကိုတရားမဝင်ကုန်သွယ်ရေးခိတ်ကနေကုန်သွယ်မှုတွေမလုပ်ဖို့တားဆီးမိန်ထွက်လာတာဟုနေပြည်တော်စစ်ဘက်တရင်ရင်းမြစ်ကပြောဆိုပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းတွင်မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲကအသိမ်းပိုက်ထိန်းချုပ်ထားသော မူဆယ်105မိုင်ကုန်သွယ်ရေးဂိတ်ကိုပြန်လည်ရရှိရေးအတွက်တရုတ်အစိုးရထံသို့စစ်တပ်ကယခုနှစ်ဩဂုတ်လအတွင်းအဆိုပြုတင်ပြခဲ့တော်လဲတရုတ်ဘက်ကတစုံတရာအကြောင်းပြန်ကြားခြင်းမရှိတောင်းအကြံဖတ်စစ်တပ်ကတရုတ်အစိုးရထံသို့နှစ်နိုင်ငံကုန်သွယ်မှုလမ်းကြောင်းများပြန်လည်ဖွင့်လှစ်ရေးနှင့်နယ်စပ်ဒေသတည်ငြိမ်ရေးအတွက်ကူညီဆောင်ရွက်ပေးရန်အဆိုပြုခဲ့ပြီးရင်းအဆိုပြုချက်တွင်တရုတ်မြန်မာနှင့်ဆက်ကုံသွေးရေးအတွက်အ धिक ကြသောမူဆယ်105မိုင်ကုံသွေးရေးစုံကိုမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘွဲကစစ်တပ်ထံသို့ပြန်လည်ပေးရန် ခုညီဆောင်ရွက်ပေးရေးကိုတရားဝင်တင်ပြတောင်းဆိုခဲ့ကြောင်းသိရပါတယ်။စက်တင်ဘာလ16ရက်နေ့တရုတ်ခရီးစဉ်တွင်လည်းမြန်အောင်လိုင်းကတရုတ်နှင့်မြန်မာနိုင်ငံသည်နေနမိတ်ချင်းတိဆက်နေသည့်အတွက်ကုံသွယ်မှုပြုလုပ်ရာတွင်နေဆက်ကိညာကအရေးပါသောခန္ဓာမှပါဝင်နေကြောင်းနှစ်နိုင်ငံအစားနေဆက်ဒေသများစီမံခန့်ခွဲရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်စာချုပ်အရာမြန်မာတရုတ်နယ်စပ်တလျှောက်တွင်စုစုပေါင်းနယ်စပ်ခိတ်၈ခုရှိကြောင်းလက်ရှိအချိန်တွင်နေပြည်တော်ကျွန်းရေးအခြေအနေအရအဆိုပါနယ်စပ်ခိတ်၈ခုအနက်မှာ မူဆဲရွှေလီနဲ့ဇက်ခိတ်တစ်ခုသာဖွင့်လှစ်ထားနိုင်ပြီးကျန်တဲ့ဇက်ကုတ်သွဲရိတ်ခိတ်များမှာတိုင်းသားလက်နက်ကိုင်အဖွဲ့များဤတိုက်ခိုက်မှုများကြောင့်ရက်တံထားရကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘွဲကလည်းယခုနှစ်ဇူလိုင်လတရက်နေ့မှစတင်ပြီးမူဆယ်105မိုင်ကျင်စန်းကြော်ဂိတ်တွင်ကုန်သွယ်မှုအသွင်အထုတ်ဂျူတီဆောင်နှုံများကိုစီမံခန့်ခွဲ၍အခွန်များကောက်ခံရရှိပါသည်။ဆက်လက်ပြီးမင်းအောင်လိုင်ပုံဖော်ပြပြီးစစ်ရဇဝတ်သားဖြစ်နေသူရွေးကောက်ပွဲကိုလှုပ်ခွင့်မရှိဟု KNU ထုတ်ပြန်တဲ့ဆွေသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။ ာနာသိန်းစစ်တပ်ဟာရွှေကောက်ပွဲကျင်းပဖို့အခွင့်အာဏာမရှိကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ခဲ့ပြီးမင်းအောင်လိုင်ဖုံဖော်ပြကစစ်ရဇဝတ်သားဖြစ်နေသူရွှေကောက်ပွဲကိုလုံခွင့်မရှိဟုစစ်ကောင်စီရဲ့ရွှေကောက်ပွဲစန့်ကျင်ကြောင်းပြသခဲ့ပါတယ်။ KNU ဘဟုနဲ့ခရိုင်အသီးသီးဟာစစ်တပ်ရွှေကောက်ပွဲစန့်ကျင်တဲ့လှုပ်ရှားမှုတွေကိုမျိုးမျိုးစုံနဲ့ဖော်ပြလျက်ရှိရာအခုတခါမှစစ်ရဇဝတ်သားဖြစ်နေသူရွှေကောက်ပွဲလုံခွင့်မရှိတာကိုမိမောင်းထုတ်ဖော်ပြခဲ့တာပါ။ ဒါပြင်ပြည်သူလူထုတွေအနေနဲ့မိမိစန္ဒမဲနဲ့စစ်တပ်ကိုတရားဝင်လူထက်လိုင်စင်ပြီးတော့စေအာနာရှင်စနစ်သက်ဆိုးရှိစေဖို့မလုံမိစေဖို့ KNU ကထပ်မံတတိပေးထားပါတယ်စစ်တပ်ကပြုလုပ်မဲ့အတူရောင်ရွှေကောက်ပွဲကိုစန့်ကျင်ကြပါစို့စေအာနာရှင်စနစ်နဲ့ဒီဒီအာနာရှင်စနစ်မဆိုးချုပ်ငိမ့်ပြီး Federal Democracy ပြည်အောင်စုကြီးကိုတိဆောက်ကြပါစို့လို့ KNU ကတိုက်တွန်းထားပါတယ် စစ်ကောင်စီလုံးမဲ့ရွှေခောက်ပွဲဟာလွတ်လပ်မှုမရှိနိုင်ငံတကာအသိမှတ်ပြုတဲ့ထောင်ချောက်စင်အတူရောင်ရွှေခောက်ပွဲဖြစ်လို့ပြည်သူတရလုံးစန့်ကျင်ကြဖို့ KNU ကနှိုးဆော်ထားပါတယ်။ဒီလိုနှိုးဆော်ရမှာအာဏာသိမ်းစစ်တပ်ဟာရွှေခောက်ပွဲကျင်းပဖို့အခွင့်အာဏာမရှိတဲ့အခြေအနေဥပဒေကြောင့်အရာတရားဝင်တဲ့အခြေအနေတွေကိုမိမောင်းထိုးဖော်ပြထားပါတယ်။မြန်မာလိုက်ဦးဆောင်တဲ့အကြံဖက်စစ်တပ်ဟာလက်နက်ဖြင့်အတင်းအဓမ္မအာဏာလုယူခဲ့တဲ့2021ဖေဖော်ဝါရီတရက်မှစပြီး ပြည်သူလူထုအားမတရားဖန်ဆီးတာတပ်ဖြတ်တာလေကြောင်းတိုက်ခိုက်တာဘာသာရေးအဆောက်အုံနဲ့စာတင်ကြောင်းတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာတွေဇက်တိုက်ကျူးလွန်နေတာလို့ KNU ကထုတ်ပြန်ထားပါတယ်။လူထုအားရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေသောမင်းအောင်လှိုင်နှင့်၎င်း၏အပေါင်းပါစစ်ဗိုလ်ချုပ်များမှနိုင်ငံတကာရစဝစ်တရားရုံးကဝရမ်းတရက်ခန့်အဖြစ်ရှောက်ထားခံရသူများလည်းဖြစ်ပါတယ်။သို့ဖြစ်၍ပြည်သူလူထုအပေါ်ရရဆက်ဆက်စစ်ရာဇဝတ်မှုကျူးလွန်ထားသူအဖြစ်တော်၎င်း ဝရမ်းတရက်ခန့်အဖြစ်ရှောက်ထားခံရသူအဖြစ်၎င်းပြည်သူလူထုကိုကိုစားပြုမည်ဆိုသည့်ရွှေကောက်ပွဲကိုမြည်သူတော်နှီးနှင်းများကျင်းပပြုလုပ်ရန်အခွင့်အာဏာမရှိပေလို KNU ရဲ့နှိုးဆော်ချက်မှာဖော်ပြထားပါသည်2020ရွေးကောက်ပွဲအားမေးမသက်မှမှုအကြောင်းပြချက်နဲ့အာနာကူမတရားရယူခဲ့တဲ့မင်းအောင်လိုင်းဦးဆောင်တဲ့အကြံဖက်စစ်တပ်ဟာဆေးအာဏာရှင်များရေးဆွဲခဲ့တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုစန့်ကျင်ပြီးသမရအောင်ဖမ်းဆီးတာဒုတိယသမရမြင့်ဆွေအောင်ယာယီသမရခန့်အတာအရေးပေါ်အခြေအနေကိုပြည်ထောင်စုလွှတ်တော်သို့မတင်ပြခြင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အရေးပေါ်အခြေအနေကိုနှစ်ကြိမ်ထက်ကျော်လွန်တိုးမြှင့်ပြီးဆောင်ရွက်ခဲ့တာတွေလှုပ်ဆောင်ခဲ့ကြောင်း NUG ကထောက်ပြထားပါတယ်။ကြပြင်ကောက်ွယ်ရေးဦးစီးချုပ်အဖြစ်နိုင်ငံဝန်တန်းဖြစ်သူမှယာယီသမရယာဒူးကိုပါလက်ကင်ထားပြီးစောင်ရွက်မှုတို့မှာဖွဲ့စည်းပုံအခြေခံဥပဒေကိုယနေ့တိုင်လိုသလိုအသုံးချပြီးလှုပ်ဆောင်နေတာဖြစ်လို့စစ်ပုံကံမှုနိုင်ငံတော်ကိုတစ်ဆာဖောက်ပြက်ပုံကံခြင်းဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပေါင်းပြဋ္ဌာန်းချက်များကိုတမင်တကာသို့မဟုတ်ရည်ရွယ်ချက်ရှိရှိနဲ့ဖောက်ဖျက်ကျူးလွန်ခြင်းတို့ကိုအထင်ရှားကျူးလွန်သူတွေဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်။ဒီလိုရဇဝတ်မှုတွေကိုပေါ်ပေါ်တင်တင်ကျူးလွန်သူတွေကရွေးကောက်ပွဲအသုံးပြုတရားဝင်ဖြစ်ဖို့ကြိုးပမ်းနေမှုကိုပြည်သူလူထုတအူးချင်းစီကမေးမပေးခြင်းနဲ့စန့်ကျင်ခြင်းဖြင့်မိမိတို့၏အနာဂတ်ကိုကဲ့တင်ဖို့ဖြစ်ကြောင်း KNU ကထုတ်ပြန်ထားပါတယ်။ဆလပီအောင်မင်္ဂလာကာကွင်းတွေကလိုင်စင်ရဓမြများ မြန်မာနိုင်ငံရဲ့အကြီးအကဲမြို့ကြီးဖြစ်တဲ့ရန်ကုန်မြို့ကအောင်မင်္ဂလာကားခွင်းထဲမှာတနက်နေ့ချိန်ပြီးဓားတိုက်နေတယ်ဆိုလို့ရှိရင်စာဖတ်သူအံ့ဩသွားမလားဒီလောက်ကြိတ်ကြိတ်တို့လူစီကားတဲ့ကားခွင်းထဲမှာဘယ်လိုများဓားတိုက်တယ်လို့တွေးမိကောင်တွေးနိုင်ပါလိမ့်မယ်ဓားဆိုလို့ရုပ်ရှင်တွေတက်ကလို့ပတ်စိုးကိုမျက်နှာမှာစွတ်ပြီးလာတိုက်တဲ့ဓားမျိုးမဟုတ်ပါဘူးစစ်ကောင်စီရဲ့နှက်ပြရောင်စီပင်ရဲယူနီဖောင်းဝတ်ထားတဲ့လိုင်စင်ရဓားတွေပဲဖြစ်ပါတယ်အဲ့ဒီရဲတွေကဘယ်လိုများဓားတိုက်နေတာပါလဲ ကားသမားတွေလိုင်စင်မပါလို့လားဖြူနီကြရက်လို့လားကုန်တွေအဆမတန်တင်လို့လားတခုမှမဟုတ်ပါဘူးအောင်မင်္ဂလာကားခွင်းတွေကိုခီးတဲ့ပို့တဲ့တက္ကစီသမားတွေစင်မျိုးသားချင်းမိတ်ဆွေတွေကိုကိုပိုင်ကားနဲ့လိုက်ဖို့သူတွေဟာပိုမဲ့ကားခိတ်ရှိရောက်လို့အရှင်လေးရှော့လိုက်မိတာနဲ့စစ်ကောင်စီလက်အောက်ခံစီပင်ရဲတွေရောက်လာပြီးဖမ်းပါတယ်အကြောင်းပြချက်ကရင်ရက်ခွင့်မပေးတာကိုရှင်းရက်လိုက်လို့ပါတယ်ဆန်နိုပြီးလဲစက္ကန့်ပိုင်းလေးလမ်းပေးရက်တာတောင်ရက်လို့မရပါဘူးတဲ့အစိုးရဆုံးတစ်ခုကတော့တနက်တွင်နေချိန်တာပါ ရန်ကုန်မြို့ကအမျိုးသမီးတအုပ်ကတော့အောင်မင်္ဂလာကာကွင်းထဲမှာဖြစ်စည်းလာယူချိန်ထိတ်လန့်စရာအတွေ့အကြုံတစ်ခုရှာလိုက်ပြန်ပါတယ်။တက္ကစီနဲ့အောင်မင်္ဂလာကာကွင်းထဲဖြစ်စည်းလာယူချိန်ကလေးက6လသားလေးမှုထားခဲ့လို့မရတော့ခေါ်လာရတာလေ။ဖြစ်စည်းယူရမယ့်ခေရောက်တော့ကာသမကကားဖင်ထိုးဖို့နောက်ပြန်ဆုတ်လိုက်ပါတယ်။အဲ့ဒီချိန်မှာစီပင်ရဲတယောက်ရောက်လာပြီးသူတို့ကားကိုတနက်နဲ့ချိန်ပါတယ်။ရက်ရင်ပြစ်မယ်တဲ့။အဲ့ဒီအမျိုးသမီးလေးကြောက်အားလန့်အားနဲ့ကလေးငယ်လေးပါတယ်မလုပ်ပါနဲ့လို့ခပြခရအော်လိုက်ရတယ်။ကာသမလေးချက်ချင်းမောင်းထွက်လိုက်ရတယ်လို့ရှင်းဖွင့်ပါတယ်။ အဲ့ဒီအမျိုးသမီးတို့ကသာငွေမကုန်လိုက်ရပေမယ့်အများစုကတော့ငွေကုန်ခဲ့ကြပါတယ်။စီပင်ရဲတွေဟာကားသမားတွေကိုငွေသိန်းချီတောင်းနေတယ်လို့သိရပါတယ်။စီပင်ရဲတွေကဓညာတိုက်တယ်လို့သနတ်တကားကနဲ့တသိန်းချီတောင်းတာနောက်ဆုံးညှိမ8000နဲ့ပြီးတာကားကိုစက်မသက်ထားဖို့ပါကင်ဝင်ဖို့စောင့်နေတာကိုအသေးသန့်ဖမ်းလာလို့ကြုံခုတဲ့ကားသမားတအုပ်ကရှင်းဖွင့်ပါတယ်။ရင်ရက်တဲ့ကိစ္စတင်လာမဟုတ်ပါဘူး။ကားခွေဖို့နောက်ဆုတ်တဲ့အချိန်ရင်ကြောပြောင်းမြန်မောင်းနေဆိုပြီးလဲဖမ်းပါတယ်။ကိုကားနဲ့ကိုတယောက်တည်းလာအထောက်ချပြီးတာနဲ့ပြန်တက်တော့လဲ တက်ခါစားရှိသေးခက်ဖမ်းမပတ်လို့ဆိုပြီးဖမ်းပါတယ်လို့ကြုံဘူးသူတွေကပြောပါတယ်။အဲ့ဒီလိုဖမ်းပြီးတာနဲ့ညှိလို့ရကြောင်းပြောပြီးငွေညစ်ပါတော့တယ်။စီပင်ရဲတွေဟာသူတို့လက်သက်မွေးထားတဲ့လူမိုက်တွေနဲ့တူကားခွင်းတွေကလန်ဒလန်ချင်းစီတိုင်းမှာစိုက်ကယ်တစ်စီးနဲ့စောင့်ကြည့်နေတယ်လို့ကားသမားတွေကပြောပါတယ်။အချို့ဆက်ကတော့အောင်မင်္ဂလာကားခွင်းကိုဘယ်ကားသမားမှခရီးသည်မပို့ရင်မချိုးရဲကြတော့ဘူးလို့ကားသမားတွေကပြောပါတယ်။ Grab လို့ကုမ္ပဏီအစ်စ်နဲ့လုပ်တဲ့တက္ကစီတွေတော့အောင်မင်္ဂလာဆိုမလာရဲတော့ဘူးလို့ကားသမားတွေကပြောပါတယ်။ အရင်ကအောင်မင်္ဂလာကားခွင်နဲ့ခဏခဏရောက်တယ်ခုနောက်ပိုင်းတော့ကားခွင်နဲ့ရောက်တာနဲ့တကူမဟုတ်တကူအဖမ်းခံရတော့မဝင်ရဲကြတော့တာကြာပြီလို့ရန်ကုန်မြို့ကအငားရင်မောက်တအူကပြောပါရယ်ရန်ကုန်တင်မကပါဘူးစစ်ကောင်စီလက်အောက်ခံရဲအုပ်စုဝင်တွေဖြစ်တဲ့ရင်းနှင်းရဲတွေစီပင်ရဲတွေဟာအာနာသိန်းလာအတွင်မှာပွဲတော်ကြီးတစ်ခုလုံးငွေရှာကောင်းနေကြတာပါမန္တလေးမှာဆိုရင်နေ့စဉ်စစ်ဆေးငွေတောင်းတဲ့အဖွဲ့စေပွဲထံမှနေရှိပြီးငွေဝင်တဲ့နေရာရဖို့လေလံသဘောမျိုးတောင်ဆွဲယူနေကြတယ်လို့ဤဆက်သူတွေကပြောပါရယ်ဗေနီယာကအဖမ်းဆီးများပြီး ဝေပိုဝင်နေဆိုတာရှိတယ်။အဲ့ဒီနေရာရဖို့သူတို့ထဲမှာလေးလံသဘောမျိုးဆွဲချတာလို့မန္တလေးမြို့ကရဲတပ်ဖွဲ့နဲ့ညီဆက်သူတအုပ်ကပြောပါတယ်။သွားလို့လာလို့မကောင်းတဲ့အာနာသိန်းကာလအတွင်းမှာမဖြစ်မနေမှုခရီးထွက်ကြရသူတွေလည်းရှိပါတယ်။လမ်းတစ်လျှောက်စစ်ကောင်စီလက်အောက်ခံတွေရဲ့ချင်းချောင်းဝင်ညှဉ်းမှုတွေကြောင့်သွားလန်းလဲမတာခဲ့တယ်လို့လာလန်းလဲမဖြောင်းကြတော့ဘူး။စိတ်နှလုံးတွေလည်းညှိုးချုံခဲ့ကြရတယ်။ရုံးကန်ရှောက်ဖွေထားတဲ့လောအခါတွေဟာလက်နဲ့ပြချင်းချောက်တောင်းယူသူတွေရဲ့ဘောင်းဘီအိတ်ကက်ထဲမပါချင်းပါချင်းနဲ့လိုက်ပါသွားတော့တယ်။ဒါကြောင့်အောင်မင်္ဂလာကားခွေနဲ့ဆို တက္ကစီသမားတွေမလိုက်ကြတော့ဘူး။သွားလိမ့်မကြိုကြတော့ဘူး။ကာသမာအဖမ်းမခံရတဲ့ဒီလန်းကိုတော့ကာသမာတအုပ်ကအခုလိုပြောပြတယ်။ဝင်းနဲ့ရောက်ရင်ခကြီးတွေကကားပေါ်ကနေခုံစင်းမှအဖမ်းမခံရမှတယ်။